အဲကျွန်တော်ဒီငလင်းဖြစ်တဲ့အချိန်မှာတော့ကျွန်တော်ကဟိုပေါ့ဒီဒူရဆေးရုံနေဖို့အတွက်ချိုးပါလေးတွေလိုက်လုပ်နေတာလေးရှိတယ်။နောက်တင်တန်းကျွန်တော်တို့တက်နေတာလေးရှိတော့အဲ့ဒါလေးဖြစ်တဲ့အချိန်မှာကံလို့ပြောမယ်ဆိုလို့ရှိရင် ဖြစ်တဲ့အချိန်မှာကျွန်တော် on the way ပါဒီကားလမ်းပေါ်မှာပဲကားမောင်းနေတဲ့အချိန်လေးပဲဖြစ်နေပါတယ်။အဖြစ်ဖြစ်ချင်းမှာတော့ကျွန်တော်တို့ဒီကားမောင်းနေတဲ့ဆိုတော့ကားရဲ့အချိန်နဲ့သူ့ရဲ့လှုပ်တဲ့အချိန်နဲ့အရင်ကြီးတော့ကျွန်တော်မသိတာလိုက်ပေါ့။ဒါပေမဲ့အပြင်မှာဖြစ်သွားတဲ့ဟာမှာကျတော့ကျွန်တော် စိတ်ထဲမှာကိုတိတဲ့အရာနဲ့ဖြစ်သွားတဲ့အရာအရင်กว่าကြားတယ်တော့စိတ်ထဲမှာတော့အံ့အားတင့်ပြီးတော့မှကျွန်တော်ဒီဟိုတိရတဲ့ချိန်မှာလည်းထိတ်လန့်သွားတာတွေတော့ဖြစ်ပါလေအဲဒီကားလေးမှာတော့ကျွန်တော်ကပြီးတော့စီဒီဘုံเจ้าကိုတော့ကျွန်တော်ကဒီရှေးဟောင်းပစ္စည်းကျွန်တော်ကလာရှာတဲ့ဟိုခုဥက္ကကြော်တဲ့ကျွန်တော်ကရှေးဟောင်းပစ္စည်းလာရှာနေဒီเจ้าကိုရောက်လာတာပေါ့အကြိုက်ကြလေးပါပဲ။ကောကလည်းကျွန်တော်နေရာတော့သူကမတည့်တူနေပေါ့ကျွန်တော်ဒီနေရာကိုသွားမယ်ဆိုတော့သူ့ရဲ့ ့ကိုဒီရာကိုရှာဖို့တော့သူ့ကိုကျွန်တော်လမ်းစိတ်စိုက်ပေးပြီးတော့ကျွန်တော်လာတော့အဲ့ဒီမှာ तू ကကျွန်တော်ကို batch နဲ့စိတ်ရှိတော့ကျွန်တော်ရဲ့သူတွေကအမြဲတမ်း against ဖြစ်နေတာပါလို့ပြောတယ်။အဲသူနဲ့ကျွန်တော်เนี่ย तू လူပြောကိုလူပြောပဲ။အဲဒီကားမှာတော့ဟိုကောင်ကြီးနဲ့ကျွန်တော်ဟိုဒီဟုတ်ကကျွန်တော်လည်းကျွန်တော်လည်းဟိုဟိုပြောရစီနေတာတော့တယောက်တယောက်ကတကားလုံးအကန့်ပြောရမှာသူနဲ့သူပြောတဲ့ဟာကိုကျွန်တော်လက်မခံကျွန်တော်ပြောတဲ့ဟာကိုလက်မခံအဲ့လိုအကန့်လေးတွေနေပဲသွားတာပါဗျအဲအင်းမင်းတို့ကဝိုင်းဝိုင်းဒရိုက်တာကြီးဆိုတော့နေတော့ကြီးဆက်ရတာပါ အခုစီမှာသူနိုင်လို့ရှိရင်သူတို့ရဲ့ dialogue ကိုမမေ့အောင်လို့ကျွန်တော်တို့အဆင်ပြေအောင်တော့ကျွန်တော်တို့ကြိုးစားပြီးတော့မှလုပ်ရတာပေါ့ဗျာအသူတော်တစီကားမှာတော့ဦးမျိုးနဲ့ကျွန်တော်တို့ကထိတ်ဆုံးဆဆုံတဲ့ကားလေးပါဗျအဲနောက်မှာတော့ကျွန်တော်တို့ဒီရုပ်တေးရုပ်ဆွဲတကားလေးထပ်ဆုံထားနေပါပြီအဲဦးမျိုးနဲ့ကကျွန်တော်ကဆဆုံတဲ့ကျွန်မဦးမျိုးကျွန်တော်တို့ပုံမှန်ရိုက်နေတဲ့ဟာတွေကတော့နှိကင်းပတ်တွေရိုက်ကြများတော့ဦးမျိုးနဲ့ကျတော့ဒီ ရရဲ့ဆယ်ရရှိလို့ရှိရင်ဆယ်ရလုံးကမိုးလေးပေါက်ကြရတော့ကျွန်တော်တို့မှာတော့နေလေးအဲ့ဒီခါလေးတော့ခက်ခဲဖိုင်လန်လေးတော့နေခက်ခဲရှိပါတယ်။ဟုတ်ကဲ့ပြကျွန်တော်တို့ဒီတူတော်ရစီရုပ်ရှင်ဇာတ်ကားတော့ကျွန်တော်တို့ပထမပိုင်းတော့နှစ်လပိုင်း28ရက်နေ့မှာဒီလိုမျိုးပြုလုပ်ထလာပါဘာဖြစ်ဖြစ်သူ့ရဲ့ရုံကြီးချဲ့ရက်တွေနဲ့ဒီနောက်ဆုံးနဲ့ဒီအချိန်တွေကိုရောက်သွားတာပေါ့အဲ့ဒီအချိန်တွေရောက်သွားတဲ့အချိန်ကလည်းဒီငလင်နဲ့တိုက်ဆိုင်နေတဲ့တော့ကျွန်တော်တို့ကဒီရရှိလာတဲ့တူတော်ရစီရုပ်ရှင်ဇာတ်ကားရဲ့ရရှိလာတဲ့အမျက်တွေရဲ့တရားရဂိုင်းလုံးအားလုံးကိုကျွန်တော်တို့က ဒီငလင်တက်ကိုကျွန်တော်တို့ပြန်လည်ထူထမ်းတော့မှာဖြစ်ပါလေကြောက်အဲ့အတွက်ကြောင့်လည်းကျွန်တော်ဒီရုပ်ရှင်ကယုံတင်တဲ့ခါကြလို့ရှိရင်လာရောက်အားပေးကြပါအဲ့ပြီးတော့မှကျွန်တော်တို့ဒီရုပ်ရှင်ကောင်လာကြည့်တဲ့အချိန်မှာဒီကျွန်တော်တို့ငလင်ကိုကျွန်တော်တို့လှူပါလဲရောက်ပါလဲလာကြည့်ရင်းနဲ့အဲလှူတဲ့အတွက်ကြောင့်မို့လာကြည့်တဲ့လူတွေအတွက်လည်းကျွန်တော်တို့ကုလို့ပါဝင်နိုင်ပါလေဆိုတဲ့ကြောင့်လည်းကျွန်တော်ပြောပါမယ်ကြာအဲတူတာအဝင်ကကြတော့သူတို့ဟိုဘက်မှာသူကဒီကားပြက်ပြီးတော့မှဒီဘုံကြောင်ရောက်လာတာပေါ့ကျွန်တော်တို့ကြတော့ဒီဘက်က ဒီရှောက်ပစ္စည်းရှာရင်းနဲ့ရောက်လာတာဆိုတော့အဲကျောင်းထဲမှာလာလာတဲ့နေရာချင်းတော့မတူလာရတူနေတဲ့ကြောင့်အဲကျောင်းပေါ်မှာဆုံးဖြစ်တာပါဗျ။အဲဒီကောင်းကိုလာကြည့်တဲ့လူတွေအကုန်လုံးကတော့ဒီကျွန်တော်ဟော်ရာပုံစံမျိုးလေးလေးခံစားရမယ်။မိခင်မေတ္တာရဲ့ဒီမိခင်ကိုကျေးဇူးဆက်ရှင်တဲ့တားတယောက်ရဲ့စိတ်အခြေအနေမှာကိုလည်းသိရမယ်။အဲနောက်ပြီးတော့နောက်ပြီးတော့ပျော်စရာရှင်စရာလေးတွေလည်းကြုံရမယ်ဆိုတော့အဲရတ္တသုံးခုလုံးတော့ဒီစကားထဲမှာလာအညတအောင်တော့ခံတည်ရပါလိမ့်မယ်။ အာရှိတာပေါ့ဒါပေမဲ့ဒီကျွန်တော်တို့ရုပ်တင်ခြင်းနဲ့စိတ်ဆန္ဒထက်ကိုပြည်တက်တည်းရဲ့အခြေအနေပေါ့ကျွန်တော်တို့ကဒီကြည့်ရောလောလောရဲကြောင့်ဒီနေ့လေးတော့ကျွန်တော်တို့ကိုဖြစ်ချင်တာအဲဖြစ်တင်တာတော့ကျွန်တော်ကပြီးလုံးနေတာပေါ့ဗျာအဲကျွန်တော်ဒီငလင်ဖြစ်တဲ့အချိန်မှာတော့ကျွန်တော်ကဟိုပေါ့ဒီသူတော်စီရုပ်တင်ဖို့အတွက်ချိုးပါလေးလိုက်လုံနေရလေးရှိတယ်နောက်တင်တန်းကျွန်တော်တို့တက်နေရလေးရှိတော့အဲဒီဖြစ်တဲ့အချိန်မှာကံကို ပြောမယ်ဆိုလို့ရှိရင်ဖြစ်တဲ့အချိန်မှာကျွန်တော် contact ဝေးပါဒီကားလမ်းပေါ်မှာပဲကားမောင်းနေတဲ့အချိန်လေးပဲဖြစ်နေပါတယ်။ဖြစ်ဖြစ်ချင်းမှာတော့ကျွန်တော်တို့ဒီကားမောင်းနေဆိုတော့ကားရဲ့အချိန်နဲ့သူ့ရဲ့လှုပ်တဲ့အချိန်နဲ့အရင်ကြီးတော့ကျွန်တော်တို့မသိတာလိုက်ပေါ့ဒါပေမဲ့အပြင်မှာဖြစ်သွားတဲ့ဟာမှာတော့ကျွန်တော်စိတ်ထဲမှာကိုတီးတဲ့အရာနဲ့ဖြစ်သွားတဲ့အရာအရင်ကွာကြားနေတော့စိတ်ထဲမှာတော့အံ့အားတင်ပြီးတော့မှကျွန်တော်တို့ဒီဟိုတိရတဲ့ချိန်မှာလည်းထိတ်လန့်သွားတာလေးတော့ဖြစ်ပါတယ်။အဲအဲ့ကျွန်တော်ဖြစ်တဲ့ဒီတိုင်းမှာတော့ကျွန်တော်တကယ်ချင်းနေတော့နည်းပါတယ်။ဒါရှိရလူတွေကလည်းသူတို့နဲ့ ဟိုငလင်သေးတော့ပါဝင်ခြင်းတော့မရှိဘူးပေါ့ဒါပေမဲ့ကျွန်တော်ရဲ့ data တော့ကျွန်တော်တောင်ကြီးရဖြစ်နေတော့ကျွန်တော်တောင်ကြီးရတိတ်ပြီးလေးစံကိုတိတ်တော့မခံရပါဘူးအဲ့တော့ကျွန်တော်အဲ base suit ကြီးပေါင်းနေတော့ဒီနေ့ပြီးမှတော့အများကြီးကြုံရတာမရှိပါဘူးအဲဒီအဒီကတော့လူတိုင်းကလည်းဖြစ်ချင်တာဖြစ်ချင်တာလေးတို့ဖြစ်ချင်တာပဲဒါပေမဲ့ဖြစ်တင်တာလည်းဖြစ်တင်တာဖြစ်ချင်တာတစ်ဖြစ်တင်တာလေးဖြစ်သွားတဲ့ဟာလည်းဒီ ဒီငလင်ဆိုတာလည်းဘယ်သူမှလှုပ်မယ်လို့လည်းသူတည်ပြီးတော့မသိထားဘူး။အဲဖြစ်သွားတဲ့ပုံမှာလည်းဒါချစ်ချိန်နိုင်ဖြစ်ပြက်ချိန်နိုင်ပြက်ဆိုတဲ့သဘောတရားထက်ကိုဟိုဖြစ်တဲ့အချိန်မှာဖြစ်တာတက်အဲပြက်ချိန်တဲ့အချိန်မှာပြက်သွားတာပိုကောင်းတာပေါ့။ဒါပေမဲ့အခုကအဲ့ပုံစံမျိုးပဲရုပ်ပြက်ကြီးကြုံတွေ့ရတဲ့ကြောင့်ဟိုဒီလူတွေရဲ့ခံစားချက်မှာအာဘလို့မှလက်မခံတဲ့အတိုင်းသာဖြစ်တာပေါ့ဗျာ။အဲ့တော့ကျွန်တော်ပြောလဲကျွန်တော်အများကြီးစိတ်မကောင်းဖြစ်ရတယ်။ဒီတော့လည်းကျွန်တော်အများကြီးဟိုတက်တဲ့နေဖက်ကနေ 你做大投资的话，如放到门里面投资。